တကယ်ထွက်လာတော့အတန်ပေးတဲ့သူကဖြစ်တဲ့နေကလေးကငယ်ချင်းတို့ရေအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုပါရစေဒီနေ့တော့တငယ်ချင်းတို့စိတ်ဝင်စားစေမယ်ဗီဒီယိုလေးတစ်ပုဒ်တင်ဆက်ပေးချင်ပါတယ်ကျွန်တော်ကတော့ဟီလာဖြစ်ပါတယ်ဒါဆိုဗီဒီယိုလေးကိုအတူတူကြည့်လိုက်ရအောင် ဒီနေ့အတိတ်တယောက်ရဲ့ဇနီးပိုက်ပီလို့ဆိုပြီးတော့သွားထုတ်တာအရင်ရက်တည်းတုန်းကသူ့ကိုထုတ်နေတဲ့အချိန်မှာရှိတာရှင့်အတန်ပေးပါဆိုတော့ဒုံ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 နဲ့ထူပြတယ်သူ့အတန်နေတဲ့ချားရတယ်ပျော်လင်းချက်တွေနဲ့ဝိုင်းပြီးတော့တူးဖော်ကြတယ်တကယ်ထွက်လာတော့အတန်ပေးတဲ့သူကဖြစ်တဲ့နေကလေးကနေဆုံးသွားတယ် သူနဲ့အတူတူသူတို့အိမ်မှာကုလုပ်ပေးနေတဲ့မိန်းကလေးတယောက်ပဲအသက်ရှင်တယ်။တယောက်စင်နေနောက်ဖွဲ့တယ်။ဘေးနားမှာကိုချစ်တဲ့သူကိုရှိနေတဲ့အချိန်မှာသူ့ကိုယ်သူတေလို့တေမန်းတော့မတိသွားရှာ။ဒီကောင်မလေးကိုမေးလို့ပြောတော့မင်းညာကတိကို သူနဲ့စကားပြောနေတော့တဲ့။အတူရှိနေတဲ့ကလေးမလေးရလည်း သူနဲ့တူတူရှိနေတဲ့လူကလူရှင်လားလူတင်နေပြီလားဆိုတာတော့မသိဘူးစကားပြောဖို့လည်းရတယ်အားတွေပေးပြီးတော့တယောက်နဲ့တယောက်ကိုမင်းဆိုင်ပေးနေခဲ့ကြတယ်ဒီနေ့အလောင်းလဲထုတ်လိုက်တော့အဲ့စကားပြောဖို့ဆိုတဲ့မျိုးသမီးကသိဆုံးနေတာပုတ်တောင်နေတယ်အခါတလေကြလို့ရှိရင်လောကကြီးမှာကိုယ်တွေမမြင်နိုင်တဲ့အရာတွေအများကြီးများတယ် သူနဲ့အတူတူထုတ်ခဲ့တဲ့ကလေးမလေးကိုလည်းစုံးနေပြီဆိုတဲ့အကြောင်းကိုမပြောရတော့တနည်းအားဖြင့်ဖြစ်နေတော့ကလေးမလေးကတတိယတစ်ချက်မရတစ်ချက်နဲ့ပြောချင်တာတန်ရောစင်လေးအရင်ကြီးတော့လေဘေးနားမှာရှိနေတဲ့သူကိုသူအသက်ရှိထင်ရှားရှိနေတဲ့ပုံစံမျိုးနဲ့အားပေးဖို့ဖြင့်နေသွားရှာတယ်တကယ်ကျင်းစိတ်မကောင်းဘူး သူကသူ့အိမ်ရဝန်ထမ်းတော့ဒါပေမဲ့လို့ယူဆိုင်တဲ့ချစ်ပေးတယ်အဲ့ဒီဒီမလေးကလည်းချစ်တယ်အဲ့တော့တင်ဆုံးပြီးတော့အပေါင်းနဲ့နေထွက်နေရတာမှကိုတယောက်ကမသိရှာသူလည်းစကားပြောနေတာလူရှင်လားလူသေးလားဆိုတော့တကယ်မသိတော့ရှာဒီနေ့ချင်းကိုလည်းတကယ်ဝန်နေရစိတ်လည်းတကယ်မကောင်းဟာ